်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းအရာတော်မျိုးနဲ့အရာတော်မျိုးအမှတ်နှစ်ကျောင်းကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်တွေကနိုမာလ9ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားခဲ့ပြီးခရဲတွေသိမ်းဆီးရရှိခဲ့တယ်လို့အရာတော်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါဗျာ။ တိုက်ခိုက်မှုအတွင်း 7.62G 910တတောင်း 5.56G အတောင်400 icon ၄လုံးငွေကြေး၃သိန်းနီးပါးစစ်တုံးခရာတစ်ခု ကြီကအုတ်ထုတ်တလုံးစစ်သုံးလွယ်အိတ်၄လုံးနဲ့ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။စစ်သားရင်အား15ရောက်ဝင်ကျင်တဲ့တပ်ဆွဲထားတဲ့အရာတော်မျိုးရဲ့မြောက်ဘက်မှာရှိတဲ့ဂိတ်ကိုဝင်တိုက်ခဲ့တာဖြစ်တယ်လို့အရာတော်မျိုးနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ကတာဝန်ရှိသူက TV ကိုပြောပါဗျ။တိုက်ခိုက်ခံရပြီးတဲ့နောက်မြို့ပေါ်မှာအစစ်အစေးတွေတင်းကျပ်နေကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်တာတွေလည်းလုပ်နေတယ်လို့ဆိုပါရယ်။အရာတော်မျိုးနယ်ပါကဖတာဝန်ခံရဲဘော်တော်ကစီစဉ်မှုနဲ့အရာတော်မျိုးနယ်ပါကဖရဲဘော်မိုက်တီဦးဆောင်တဲ့အရာတော်မျို နယ်ပါကဖာဒီပရင်မြို့နယ်ပါကဖာနဲ့ကျသက်နယ် LDF ပူပေါင်းအင်အား30လောက်ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်စက်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာပါတီရုံးခန်းတွေဖွင့်လှစ်တာမဲဆွယ်စည်းရုံးနာတွေလုပ်ရင်အမြင့်ဆုံးထောင်တန်း၅နှစ်ငွေကျပ်30ဒါမှမဟုတ်ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်မယ်လို့ချင်းပြည်ကောင်စီကဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါဗျာ။ ။ဒါ့အပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြနိုင်ဖို့ချင်းအမိခံနိုင်ငံရေးပါတီထောင်တာပါတီရုံးခန်းဖွင့်လှစ်တာစတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေလှုပ်ဆောင်တာနဲ့အတူရောင်ရွေးကောက်ပွဲမှာပေါပေါက်လာတဲ့ဘယ်အစိုးရဘယ်ရန်ရားတွေကိုမှပါဝင်ပတ်သက်ပူးပေါင်းတာမျိုးမလုပ်ဖို့တတိပေးတားမြစ်ခဲ့ပါဗျ။ အခုလိုတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်ဖောက်ဖျက်ကျူးလွန်သူရဲ့ပိုင်းဆိုင်မှုတွေအလုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းခွင့်ရှိတယ်လို့ထောင်တန်း၃နှစ်ကနေအများဆုံးထောင်တန်း၅နှစ်ငွေကျပ်၁၀သိန်းကနေသိန်း၂၀ဒါမှမဟုတ်ပြည်တဲ့နှစ်ခုစလုံးချမှတ်မယ်လို့သတိပေးထားပါတယ်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တားဆီးဖို့နဲ့ပြည်သူအခြေခံခွင့်ရေးတွေကိုကာဝယ်နိုင်ဖို့အတွက်အခုလိုအမိန့်ကြေညာချက်တွေကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ ဖောက်ဖျက်ကျူးလွန်နေဆိုတဲ့ဆွဆွဲခံရသူတွေကိုအေးအေးဆောင်ရွက်ရမှာလဲနိုင်ငံတကာစံချိန်စံညုံတိုင်းဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်ရှင်။အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံကမြို့နယ်132မြို့နယ်အထိဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံခဲ့ရပြီးလက်ရှိအချိန်ထိ၄နှစ်ကျော်ကြာအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံနေရတာ22မြို့နယ်ရှိပါတယ်။ဝေဝေသတင်းပေးပို့ထားတာပါရှင်။၂၀၂၁ခုနှစ်အာနာဒိမီနောက်မှာပဲ စစ်ကောင်စီကဆက်သွယ်ရေးလိုင်းတွေ ဖြစ်တဲ့အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုဖြတ်တောက်ခဲ့တာဆိုရင်2025ခုနှစ်စက်တင်ဘာလအထိ132မြို့နယ်ရှိလာပြီဖြစ်တယ်လို့အထံဖွဲ့ရဲ့စီရင်တွေကသိရပါဗျ။2021နောက်ပိုင်းမှာတချို့မြို့နယ်တွေကိုပြန်ဖွင့်ပေးခဲ့တာကြောင့်ဒီနှစ်ကြော်ကြာလာတဲ့အထိဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံရတာဆို22မြို့နယ်ရှိနေစေဖြစ်ပါတယ်။အခုလိုလုံးဝပြန်မဖွင့်ပေးတာက စီရေးအရာအချက်အချာကြားတဲ့နေရာတွေကိုအချက်လက်စီစဉ်မှုတားဆီးရာနီးပြူအားစုံအနေနဲ့ထားရှိရာဖြစ်ကြောင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအတန်အဖွဲ့ရဲ့ဒါရိုက်တာကပြောပါတယ်။အာနာသိမ့်ပြည့်ရဲ့နောက်မှဒီစစ်တပ်ကစစ်တရေးဖျက်တောက်မှုတွေကို300မှအဓိကရွေးချက်ကတော့တပ်ဖွဲ့ရဲ့ချင်းချင်းမှာပေါ့နော်ဒီတုံ့ပြန်မှုတွေတော်လှန်ရေးလှုပ်ရှားမှုတွေကိုထိန်းချုပ်ဖို့ဖြစ်တယ်ပေါ့နော်မတူဘီရိုဘလန်လို့ဒေတာတွေမှာဆိုလို့ရှိရင်လေ ဒီတော်လည်းရင်အကောင်းဆုံးဖြစ်နေတဲ့နေရာတွေပေါ့နော် KNDF တို့ CNDF တို့ဒီတပ်ဖွဲ့တွေပေါ့နော်အင်အားကြီးနေတဲ့နေရာတွေစည်ရဖီးအားများနေတဲ့နေရာတွေပေါ့နော်အညာပေါ့နော်ဆိုတော့အဲ့ဒီဒါတွေမှာသူတို့ကပို့ပြီးတော့ဒီစည်ရအရာဖိတင်နေပို့ပြီးတော့ထိန်းချုပ်ခြင်းနေပေါ့နော်ဆိုတော့အဲ့ဒီဒီကတော့အဲ့ဒီကိစ္စရတဲ့အကြောင်းသူတို့ပို့ပြီးတော့အာဖြတ်တောက်မှုတွေပို့ပြီးတော့ ိုလှုပ်လိမ့်လှုပ်တာရှိရပြီလို့ရှိရင်ပြန်ပြီးတော့အင်တာနက်ကိုပြန်ပြီးလုံးဝမဖွင့်မဲနဲ့ပြီးပိတ်ထားတာမျိုးတွေလည်းလှုပ်လိမ့်လှုပ်တာရှိရပေါ့နော်လင်းလျကြော်ကြလာတဲ့အထိအင်တာနက်ပိတ်ဆို့ခံရရတဲ့မြို့နယ်တွေကတော့စကိုင်းတိုင်းထဲမှာကမ်ဘလူးဆလင်းကြီးကနီးစားတဲ့မြို့နယ်တွေပါဝင်12မြို့နယ်ချင်းပြည်နယ်ကဖလန်းကမ်ဘလတ်မတူပီအပါအဝင်10မြို့နယ်နဲ့မကွေးတိုင်းထဲမှာတော့ကန်ကောနယ်ထီလင်းမြို့စားတဲ့2မြို့နယ်စုစုပေါင်း22မြို့နယ်ရှိနေပါတယ် နေ့စဉ်ထိတွေ့တိုက်ပွဲတွေနဲ့စစ်တပ်ရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အညာဒေသတွေမှာတော့စစ်ကြောင်းဝင်ရောက်လာချိန်တွေမှာရွေးချယ်ရှိရှိနဲ့ဖုန်းလိုင်းတွေဖြတ်တောက်တက်ကြောင်းနဲ့အင်တာနက်အသုံးပြုခွင့်ရဖို့ခက်ခက်ခဲခဲသွားလာနေရကြောင်း၄နှစ်ကျော်ကြာဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံရရတဲ့စကိုင်းတိုင်းစလင်းကြီးမြို့နယ်တွေကစစ်ဆောင်ကူညီသူတယောက်က ပြောပါတယ်။ကျွန်တော်တို့မြို့နယ်မှာဆိုရင်တော့ဗျာအာနာတိတ်ပြီးတဲ့နောက်ပိုင်းမှာဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေဖြတ်ထားတာရှိပါတယ်ဗျာ။ပြီးတော့တချို့နေရာဒေတာတွေပဲဟော င်တာနက်လိုင်းတွေကကွက်ကြားလေးတုံးရတာတွေရှိပါတယ်။ဖုန်းလိုင်းကတော့ခုနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဒီကောင်နေစစ်ကြောင်းဝင်လာတဲ့ခါကျရင်တော်တော်လေးကိုဖုန်းလိုင်းတွေကအဆင်မပြေတော့ပါဘူး။ဖုန်းဆက်လို့လည်းအဆင်မပြေတော့တယ်လို့ဒီစာတို့ပေးဖို့မက်ဆေ့ပေးဖို့လည်းလည်းအဆင်မပြေပါဘူးဗျ။အဲတချို့စတားလင်းမရှိတဲ့နေရာတွေကြတော့ကျွန်တော်တို့ live မီးတဲ့နေရာတွေကိုဟိုတော်တော်လေးတွားရတယ်ဗျ။အဲ့လိုတွားရဖို့လည်း lucky မှာအခက်အခဲတွေတော့ရှိတာပေါ့။ စစ်ကောင်စီဟာလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်ပြီးနောက်ပိုင်းမှာတရားစီရင်ခွင့်မခံရအောင်ဖုံးကွယ်ထားနိုင်မှုအတွက်ဆက်သွယ်ရေးလိုင်းတွေကိုရွေးချက်ရှိရှိဖြတ်တောက်ထားတာလည်းဖြစ်ပါတယ်။အခုလိုဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုဖြတ်တောက်ထားတာဟာလူခွင့်ရေးအရာသတင်းချက်လက်သိရှိပိုင်ခွင့်ထက်ပိုတဲ့လူသက်ရှင်သန်ပိုင်ခွင့်ကိုပါချိုးဖောက်နေတာလို့နိုင်ငံရေးဖြစ်စဉ်တွေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Sprouts အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်ခုခေတ်ခုခါကာလမှာတော့ဒီဆက်တွေရေးဆိုတာကဆက်တွေရေးအတွက်တင်မဲ့တုံးတာမဟုတ်ဘဲနဲ့ဒီတခြားဝန်ဆောင်မှုတွေရဖို့အတွက်ကိုလည်းတုံးတာဖြစ်တယ်ပေါ့နော်ပညာရေးဝန်ဆောင်မှုတွေကျန်းမာရေးဝန်ဆောင်မှုတွေစီးပွားရေးလုပ်တာတွေအကုန်လုံးကလည်းဒီအင်တာနက်ဒီဖုန်းတွေဒီဆက်တွေနည်းလမ်းတွေနဲ့ပဲလုပ်ကြတာအရေးပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုဖျက်ဆီးထားခြင်းအပြင် လူမှုစည်းဝါးပေါ့နော်လူမှုရေးရောစည်းဝါးရေးရောကျိုးဆက်တရားမှုတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါအပြင်ကောနောက်တစ်ခုကအခုလိုပြိပကဖြစ်နေတဲ့အချိန်လေးကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အချိန်မှာလေးကြောင်းတိုက်ခိုက်မှုအကျိုးတင်သတိပေးချက်တွေလည်းဆက်တွေ့နေနိုင်နေကနေတစ်ဆင့်ပဲရရှိရတာဖြစ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးဖုန်းနေအင်တာနက်တွေမရရှိနိုင်တဲ့အတွက်ကိုကြိုတင်ပြီးတော့မတင်းရှောင်းနိုင်လို့အသက်ဆုံးပါသွားခဲ့ရတဲ့သူတွေလည်းအများအများရှိခဲ့တယ်ပေါ့ဆိုတော့ဒါကြောင့်မလို့ right to internet ဒီ internet ရရှိပိုင်ခွင့်ဆိုတော့ဒီ ကျွန်တော်တရင်ချက်လည်းရရှိပိုင်권နဲ့မကောက်ဘူးကော right to life လို့ပြောလို့ရတယ်အသက်ရှင်သန်ပိုင်권လည်းဖြစ်တယ်လို့ပြောလို့ရပါတယ်အာနာသိမိနောက်စက်တွေလိုင်းတွေဖြတ်တောက်ခံရမှုအခြေအနေက2025ခုနှစ်စက်တင်ဘာလအထိ132မြို့နယ်ရှိခဲ့ပါတယ်အဲ့ဒီအထက်22မြို့နယ်ကတော့အာနာသိင်္ဂါစာ2021ခုနှစ်ကတည်းကဖြတ်တောက်ခံရတာဖြစ်ပြီး73မြို့နယ်က2022ခုနှစ်ကစတင်ဖြတ်တောက်ခံရတာက6မြို့နယ်ကတော့ 2023ခုနှစ်ထဲမှာဖြတ်တောက်ခံခဲ့ရတာဖြစ်ပါတယ်။32မြို့နယ်ကတော့ပြီးခဲ့တဲ့2024ခုနှစ်မှာစတင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လောလတ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအတန်ဖွဲ့ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ကျွန်မဝေပါ။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျွန်မရောငူခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။